အတွက်အကုန်လုံးမာလကီရောက်ကုန်တော့မှာပဲဆိုပြီးအော်ဟစ်နေကြတာပါအဲ့ဒီအချိန်ကောင်လီကတော့တစ်ဖက်ကနေမျက်နှချင်းဆိုင်အနေထားနဲ့ဝင်လာခဲ့ပြီးကားမှန်သမျှကိုမှောက်သွောင်းအောင်လုပ်နေခဲ့ပါလိမ့်ဒါကြောင့်လမ်းပေါ်မှာရှိသမျှကားတွေအကုန်လုံးလည်းပက်လက်လန်းကုန်ကြပါပြီအဲ့ဒီနောက်မှာတော့ကောင်လီကမီနီတွေကိုပါဖြန့်မောင်းနေကြကြောင်းတစ်မျိုးလုံးကကားတွေကလည်းဖျို့ပြဲတွေဖြစ်ကုန်ကြပါလိမ့်အဲ့ဒီအချိန်အနောက်ကလိုက်လာတဲ့ use case ကတော့သူ့ရဲ့စပိန်ကိုလမ်းဖယ်ပေးဖို့အတွက်အော်ဟစ်နေပါလိမ့်စနိုက်ပါကလည်း use case ရဲ့စပိန်ကိုနောက်ရှက်ဖို့အတွက်လမ်းကြောင်းတစ်ခုထဲမှာအတင်းဆောင်နေကြတာပါ ဒါကြောင့်သူကချက်ချင်းပဲ USK ရဲ့အနောက်ကိုလီဘာကိုအပြင်းဆွဲပြီးတော့လိုက်ချသွားခဲ့ပါလိမ့်။တဖက်မှာလည်းပဲမီးလောင်နေတဲ့တိုက်ခန်းကြောင့်ပတ်ဝန်းကျင်တွေအကုန်လုံးကရွရွတဲတဲဖြစ်ကုန်ကြပါလိမ့်။ဂန်ခိုင်နဲ့ကိုမမတို့နှစ်ယောက်သွားကတော့စီမန်းနဲ့ဘူတန်တို့အုပ်စုကိုကယ်ဖို့အတွက်တိုက်ပွဲကိုပြင်းထန်လာကြပါလိမ့်။ဂန်ခိုင်ကတော့ဆန်ဆွေတယောက် USK လို့မဟုတ်ဖေးစီမန်းကိုပြစ်မှတ်ထားနေတဲ့ပုံမှာတန်တရားဝင်နေခဲ့တာပါ။ကိုမကတော့စီမံကစန်ဆွေရဲ့လေဝက်ချက်ကိုသိရှိထားတဲ့အတွက်နှုတ်ပိတ်ချင်တာမျိုးဖြစ်နိုင်ကြောင်းကောက်ချက်ချနေပါလိမ့်။ဒါကြောင့်မေစန်ဆွေက use case ထပ်ပို့ပြီးစီမံကိုပြင်မှတ်ထားနေကြတာပါ။ ဲ့နောက်မှာတော့သူတို့ကအခန်းရှိရာစီကိုရောက်လာခဲ့ကြပါသည်ဒါပေမဲ့အခန်းတစ်ခုလုံးကမိခိုးတွေဖုံးနေတဲ့အတွက်ဘာမှမမြင်ရတော့ပါဘူးဒါကြောင့်ဂန်ခိုင်လည်းသူ့ရဲ့စွမ်းကိုအသုံးပြုပြီးမိခိုးတွေကိုလေးနဲ့အတူဖယ်ရှားပြလိုက်ပါသည်အခန်းထဲကိုဝင်ကြည့်တဲ့အခါမှာဘူတန်ကစာအုပ်စင်နဲ့ပြီးကသတိလည်နေပြီးစီမံကတော့ကြောက်တဲ့စိတ်နဲ့နေရန်ကိုကန့်နေခဲ့ပါသည်ဒါကြောင့်မလို့ဂန်ခိုင်ကမိန်းကလေးတစ်ယောက်လုံးစာအုပ်စင်နဲ့ပြီးပြီးနေတာတော့မှလာမဖယ်ပြီးပဲအကြောက်လွန်နေတဲ့စီမံကိုလှမ်းဝင်လိုက်ပါရီစီမံကတော့အသိစိတ်လွတ်ပြီးကျွန်တော်ကခမရရဲ့ရန်သူပဲလို့ပြောနေကြတာပါ ဒါကိုနားလေသွားကြတဲ့ဂန်ခိုင်နဲ့ကိုဝါမကတော့ငနေကိုစကားဆက်ပြောမနေတော့ဘူး။ဘူတန်ရဲ့ကြောကဒံယာကိုသာကုသပေးဖို့အတွက်ဆုံးဖြတ်လိုက်ကြပါရီ။တဖက်မှာလည်းပဲကီကူရီယောခူရာမာနဲ့အတူတူတိုက်ခန်းရှိရာစီကိုအောက်ကိုပြန်ရောက်ရှိလာပါရီ။ဘူရဲ့အတန်းကိုရုတ်တရက်ကြားလိုက်ရတဲ့အတွက်လမ်းညွန်ရာစီကိုကြည့်လိုက်ချိန်မှာတော့သတိလင့်နေတဲ့ရှီဇူတို့ကိုတွေ့ရှိလိုက်ကြရပါရီ။နောက်တစ်ခါမှာတော့ဘူတန်ရဲ့ကြောကဒံယာကပျောက်ကင်းသွားပြီဖြစ်တဲ့အတွက်ဂန်ခိုင်လေးခဏနားနေတော့ကီကူကရောက်ရှိလာပါရီ။ သူကပြဿနာတက်နေပြီလို့ပြောလိုက်ပြီးခရမာကလည်းတကူလုံးဒဏ်ရာတွေပြည့်နေတဲ့ရှီဇူရူကိုပွေကအခန်းလေးကိုဝင်လာခဲ့ပါသည်ဗိုလ်တန်ထက်တောင်ပူပြီးဒဏ်ရာရသွားတဲ့ရှီဇူရူကိုမြင်တော့ဂန်ခိုင်လေးအိယာဘုတ်ကိုခေါ်သွားဖို့အတွက်အမိန်ပေးလိုက်ပါသည်တတိယလာရဲ့ဗိုလ်တန်ကသူမကိုသူမဘာဖြစ်မှန်းမသိဘူးဖြစ်နေပါသည်ဂန်ခိုင်ကတော့ကိုကိုကိုဘာဖြစ်သွားမှန်းမသိဘူးဆိုတဲ့ဗိုလ်တန်ကိုစိတ်ပြတ်နေကြပါဒါကြောင့်စီမံလေးဗိုလ်တန်ကသူ့ကိုကယ်ဖို့ကြိုးစားရင်စာအုပ်ဆင်ပြီးသွားကြောင်းဝင်ရှင်းပြလိုက်ပါသည် ်နောက်ပြီးသူကတေကန်ကြီးဖြစ်သွားတဲ့သူတိုင်းသွင်းကူညီပေးနေကြတဲ့တွေကထူးဆန်းနေတယ်လို့ပြောလိုက်ပြီးပထမတစ်ယောက်အနေနဲ့ကတော့ကူဝါဘာရာနောက်ပြီးဒုတိယတစ်ယောက်အနေနဲ့ဘူတန်စားတဲ့တွေကသူ့ကိုကူညီပေးခဲ့ကြတာပါအဲဒီနောက်မှာတော့စီမန်းကရန်သူဖြစ်တဲ့သူကိုကာကွယ်ပေးနေကြတဲ့အပေါ်မှာအာနာစိတ်တွေဝင်လာခဲ့ပါတယ်သူကဘာလို့သူ့ကိုအခုလိုအကြောင်းမဲ့ကူညီနေကြမှန်းစဉ်းစားမရဘူးဖြစ်နေပါတယ်ဇန်ဆွေရဲ့ဘောလုံးကြောင့်မလို့တခန်းလုံးပောက်ကွဲသွားပြီးတဲ့နောက်ပိုင်းစီမန်းတယောက်စောင်းစင်ပြီးမလို့ဖြစ်ခဲ့တာပါ ဒါကိုမြင်တော့ဘူတန်ကသူ့အစာဝင်ခံပြီးလိုက်ပြီးဘူတန်ကလည်းပဲအဲ့ဒီအတွက်သူ့ကိုအားမနာဖို့အတွက်ပြောနေပါရီကူရမကလည်းလူရီဆိုတာအရေးကြုံလာရင်တယောက်နဲ့တယောက်ကူညီတတ်ကြတဲ့ပုံစံကသဘာဝဖြစ်တာကြောင့်ရန်သူဖြစ်တိုင်းအရင်ကြီးတွေးနေဖို့မလိုကြောင်းရှင်းပြလိုက်ပါရီစီမန်ကလည်းဒါဆိုရင်သူကြည့်ခဲ့ရတဲ့ Black Chapter တိတ်ခွေတွေကအရာတွေရောလို့ပြီးတော့ကူရမတယောက်အဲ့ဒီတိတ်ခွေတွေကအရာတွေကတဖက်လူကိုအုံနောက်စေးဖို့တတ်တတ်ပြသထားတာဖြစ်ကြောင်းအဖြေပေးလိုက်ပါရီအဲ့နောက်မှာတော့ခရမာကလူသားအလုံးကိုရှူရောင်းတစ်ခုတည်းကနေကြိမနေဖို့အတွက်စီမံကိုဆုံးမလိုက်ပြီး ကိုဝမ်မာကတော့ USK ရဲ့အခြေအနေကိုမေးမြန်းလာပါတယ်။တစ်ဖက်မှာလည်းဇုံတွေတရေကအသိဝင်လာတဲ့ကားကြီးနဲ့မြို့ထဲမှာရှောက်သွားနေပါတယ်။ဘဲလီကလည်းသူ့စော်ကိုသူ့ကိုကောင်းမောင်းစွမ်းရည်ဘယ်သူမှမရှင်းနိုင်ကြောင်ကြွားလုံးထုတ်နေကြတာပါ။အဲ့ဒီအချိန်ဗတ်မန်တွေကနေဆန်ဆွေတို့ကားကပေါ်လာပြီးသူရဲ့ပြိုင်ကားကိုကြောတက်သွားပါတယ်။ဒါကြောင့်ဘဲလီလည်းဂျက်ကားကြီးကသူ့ပြိုင်ကားကိုကျော်သွားတဲ့ပုံမှာအံ့ဩနေခဲ့ပါလိမ့်။ထပ်ပြီးတော့အံ့ဩစရာကောင်းတာကစပိန်အပြင်းနှင်းလာတဲ့ USK ကပါသူ့ရဲ့ပြိုင်ကားကိုကျော်သွားခဲ့တာပါ။ ် USK ကတော့ဘာကူမတော်ကယူမဆိုင်နိုင်ပေဂျက်ကားရဲ့အနောက်ကိုသာဆက်လိုက်နေခဲ့ရင်အဲ့ဒီအချိန်ကူဝါဘာရာကတော့မီကီဟာရာရဲ့လက်တံတွေနဲ့အညစ်ခံနေရပါရီဒါကြောင့်ဆန်ဆွေကမီကီဟာရာကိုလက်လုံမသွားစေဖို့အတွက်အနေငယ်ရှော့ပေးဖို့အတွက်ပြောလိုက်ပါရီဆန်ဆွေကကူဝါဘာရာကိုသူတို့အနေနဲ့အခုလိုမျိုးပြန်ပြီးဆွဲလာရခြင်းကတပ်ပစ်ဖို့အတွက်မဟုတ်ဘဲပူပေါင်းဖို့အတွက်ဖြစ်ကြောင်းရှင်းပြလာပါရီကူဝါဘာရာသာသူတို့နဲ့ပူပေါင်းလိုက်မယ်ဆိုရင်သူတို့ရဲ့စီမံကိန်းချက်ကလည်းအောင်မြင်သွားမှာဖြစ်တယ်လို့ကူဝါဘာရာကိုလည်းသူ့ရဲ့အဖွဲ့မှရာထူးတစ်ခုပေးမှာဖြစ်ကြောင်းညှိနှိုင်းလာပါရီ ဒါကိုကြတော့ကူဝါဘာရလေးသူ့လိုအသုံးမချတဲ့ကောင်ကိုတကူတကဖန်ခေါ်လာတဲ့အပေါ်မယုံနိုင်ဖြစ်သွားပြီးကန်လန့်မှုကိုချက်ချင်းပဲညင်းဆူလိုက်ပါရီ။ဒါကြောင့်ဆန်ဆွေကကူဝါဘာရအနေနဲ့သဘောမတူဘူးဆိုရင်တော့မှဘာမှမဖြစ်ကြောင်းရှင်းပြလိုက်ပါရီ။ကိုဆန်ရှိရဲ့စွမ်းအားကိုလည်းသူတို့ကအလိုမတူပဲတိမ့်ဖိုက်ထားကြောင်းပြောလိုက်ချိန်မှာတော့ကူဝါဘာရာတယောက်အံ့ဩသွားကြရပါလိမ့်။အခုဆိုရင်ကိုဆန်ရှိကလည်းပဲသူတို့အဖွဲ့ဝင်တူဖြစ်တဲ့မီကီဟာရာရဲ့ခန္ဓာကိုယ်ရဲ့ကိုရောက်ရှိနေပြီးကူဝါဘာရာကိုစားတော့မှဖြစ်ကြောင်းရှင်းပြလိုက်ပါလိမ့်။ ဒါကိုကြတော့ကူဝါဘာရာတရသူ့ကိုရေပတ်ထားတဲ့လက်တန်တွေကကိုဆန်ရှေးအစွမ်းကနေရလာတာဖြစ်ကြောင်းနားလေသဘောပေါက်သွားခဲ့ပါသည်။အဲ့ဒီအချိန်မာဂီဟာရာရဲ့လက်တွေကကူဝါဘာရာကိုပို့ပို့ပြီးတော့ညှစ်လာပါသည်။ဂါဘာမန်ကိုရှိုးလိုက်တဲ့အချိန်မှာတော့ယူစကေတရသူ့အနာကိုနီးကပ်လို့လာပါပြီ။စပိန်နဲ့လိုက်လာတဲ့ယူစကေကိုမြင်တော့ဆန်ဆွေတို့ကလည်းကားကိုအချိန်ထက်မှန်မြင့်မှုအတွက်ဆုံးဖြတ်လိုက်ကြပါသည်။ဒါပေမဲ့ဇွဲကြီးတဲ့ယူစကေရဲ့စပိန်ကဂုံးစင်းရဲ့အချိန်ကိုအားကိုပြီးသရရဲ့ဂျစ်ကောင်းနာကိုဒုကလာဝါရီ ဒီပုံစံတိုင်းဆိုရင်အခြေဆိုင်စခန်းထိလိုက်လာတော့မှဖြစ်တာကြောင့်မာဂီဟာရာတယောက်ကောင်းစားနေချိန်စနိုက်ပါကလေးစိုက်ကင်းနဲ့ရောက်ရှိလာခဲ့ပါပြီ။စနိုက်ပါကသူ့ရဲ့အန်ဆာရုံကိုအသုံးပြုပြီးယူစကဲရဲ့ဆက်ဘင်းရှီယာစီကိုပြစ်ခတ်တိုက်ခိုက်လိုက်ပါရီ။ဒါကြောင့်ယူစကဲလည်းဆက်ဘင်းရောလူပါဒလိန်ကောက်ကွေးအနေထားနဲ့တရွတ်တိုက်ပါသွားပါရီ။တစထဲမှာပဲထူးဆန်းတဲ့ခံစားမှုကိုရရှိလိုက်ပြီးစနိုက်ပါရဲ့နေမြေတဲကိုကြားရောက်လို့သွားတာပါ။အဲဒီနောက်မှာတော့စနိုက်ပါကသူ့ရဲ့နေမျိုးကိုစတင်အသက်သွင်းလိုက်ပြီးယူစကဲရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပြစ်မှတ်အဖြစ်ပြောင်းလဲပြလိုက်ပါရီ စနိုက်ပါကဒါကသူ့ရဲ့အစွမ်းဖြစ်ပြီးပြင်မအဖြစ်သတ်မှတ်ခံလိုက်ရတဲ့ခန္ဓာကိုယ်ကဘလို့ပဲလှူရှားနေပါစေမီတာ၂၀၀ပတ်လည်အတွင်းမှာတော့မှတေချာပေါက်ထီအောင်ပြစ်နိုင်စွမ်းရှိကြောင်းရှင်းပြနေခဲ့ပါသည်အဲဒီနောက်မှာတော့စနိုက်ပါက use scale ကိုကြိုက်တဲ့အချိန်တိုက်ခိုက်လို့ရပြီဖြစ်တာကြောင့်သူ့အနေနဲ့စက်မတိုက်ခိုက်တော့ပဲသူ့ရဲ့အဖွဲ့နောက်ကိုလိုက်ဖို့အတွက်ဆုံးဖြတ်ထားကြောင်းပြောကထွက်သွားပါသည်တဖက်မှာလည်းရှီဇူတို့တယောက်ပြန်သတိရလာပြီးသူကမောင်ဖြစ်သူကူဝါဝါရာရဲ့အခြေအနေကိုမေးမြန်းနေပါသည် စီမံကလည်းအခုဆိုရင်ကူဝါပါရာကဆန်ဆွေရဲ့လက်ထဲကိုကြားရောက်နေပြီမို့ဆန်ဆွေတို့လိုအပ်နေတဲ့အစွမ်းကလည်းကူဝါပါရာမှာနိုးထလာပြီမို့စိတ်ပူနေတာပါဒါကြောင့်ကူဝမ်ပါလေသူတို့ငပေါ်လို့ထင်ထားတဲ့ကူဝါပါရာက S class U guy နေနဲ့ A class U guy ကြီးကိုတော့မှစိန်ခေါ်နိုင်တဲ့တော်တစ်ခုဖြစ်ကြောင်းကိုသိလိုက်ရပြီးချွေးတွေပြန်နေခဲ့ပါရီဂန်ခိုင်ကတော့ဒီအခြေအနေကြောင့် use scale တယောက်ဂိုင်တွေဖို့အတွက်မဖြစ်နိုင်တော့ဘူးလို့ဆိုပါရီဒါကြောင့်သူတို့အလုံးကဂိုင်တိုနဲ့ယာနာကီဆာဝါရုကိုပါခေါ်ပြီးရန်သူရဲ့အခြေဆိုင်စခန်း CRC ကိုလိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ကြပါရီ ဒီကုန်းရဲ့ရှီဇူရူတို့ကိုတော့သူတို့ကစီးမန်းနဲ့အတူထားခဲ့ကြပါတယ်အခုချိန်ထိဆန်ဆွေဘက်ကနေရမလားသူ့ရဲ့အသက်ကိုကယ်တင်ထားတဲ့ယူစကဲရူဘက်ကနေရမလားဆိုတာမခွဲခြားနိုင်တော့တဲ့စီးမန်းတယောက်ကတော့ယူကျုံမြရရဖြစ်လို့နေပါတယ်ဒါကြောင့်ရှီဇူရူကယောက်ျားဆိုတဲ့ယောက်ကကိုပိုင်ဆုံးဖြတ်ချက်ရှိမှမှန်ကန်တဲ့ရွေးချယ်မှုမျိုးကိုလုပ်နိုင်တာဖြစ်တာကြောင့်ကြိုက်တဲ့ဘက်ကိုရွေးဖို့အတွက်အကြံပေးလိုက်ပါတယ်အဲ့နောက်မှာတော့စီမံလေဂန်ခိုင်တို့နဲ့အတူအခြေဆိုင်စခန်းရှိရာစီကိုလိုက်သွားဖို့အတွက်ဆင်လာပါရီ။တစ်ဖက်ကတော့အုတ်ထဲမှာတော့ယူစကဲတယောက်စနိုက်ပါကိုအသေးအံလိုက်ရှာနေပါရီ သူကစနိုက်ပါပြောခဲ့တဲ့စကားကိုပြန်ကြားရောက်နေပြီးပေါက်ကွဲနေခဲ့တာပါဒါကိုတစ်ပင်ပေါ်ကနေဟီဟီကကြည့်နေပါလိအဲ့ဒီအချိန်လေပြင်းတွေတိုက်ခတ်လာပြီးမျက်ပင်တချို့က Yusuke ရဲ့ခန္ဓာကိုယ်ပေါ်ကနေပြင်းမဲ့စီကိုဝင်လာနေခဲ့ပါလိဒါကြောင့် Yusuke ကမျက်ပင်တွေကိုပိုင်းဖြတ်တော့နောက်ထပ်ကြောက်ခဲတွေကမိုးပေါ်ကနေဆင်းချလာပါလိဒီတစ်ခါမှလည်း Yusuke ကကြောက်ခဲတွေအကုန်လုံးကိုလက်သီးနဲ့ထိုးခွဲလိုက်ပြီး Sniper ကိုထွက်လာဖို့အတွက်စိန်ခေါ်လိုက်ချိန်ဓာပြန်တွေကိုကောင်းကင်ဘုံမှာတွေ့လိုက်ရပါလိ အောက်စလိုက်ကြီးစင်းချလာတဲ့ဓာပြန်နေကြောင်း use scale လေးဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်ဒါကတော့ရူရူဟာကူရှိုးရဲ့အပိုင်း89ပဲဖြစ်ပြီးကြားရှိနေတဲ့အပိုင်းတွေကိုလည်းဆက်လက်ကြည့်ရှုဖို့ channel လေးကို like and subscribe လုပ်ထားပြီးဖို့အတွက်ပရိသတ်အားလုံးကိုတောင်းဆိုကြပါလိမ့်ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရူပါ